ဒါကြောင့်မို့နောက်အရေးချင်းတစ်ခုကိုကြည့်ကြပြူလဲသွားတဲ့ပုဂ္ဂိုလ်ကဘာလဲခုတိတံပြင်းနေကုတိတပြင်းနေကုတိတံဟိနဝီရိယပြင်းပြီးတော့လုံးဝစ조사အထုတ်မှုမရှိတဲ့ပုဂ္ဂိုလ် အဲ့တော့ဒီနေရာမှာပြင်းပြီးတော့ကြိုးစားအထုတ်မှုမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ကဘယ်ပုဂ္ဂိုလ်မျိုးတုံးဆိုလို့ရှိရင်ကောင်းမှုလေးချုံပြီးတော့စိတ်ကူးရတဲ့ပုဂ္ဂိုလ်တွေပေါ့ကောင်းမှုလေးချုံပြီးစိတ်ကူးရရှင်တတ်ကြလားတော့မသိဘူးလောဘလေးနဲ့တွေးပြီးတော့ကိုယ်ကြိုက်တာလေးတွေးပြီးတော့စိတ်ကူးရနေတာအဲ့ဒီလောဘနဲ့တွေးတဲ့အတွေးကိုစိတ်ကူးရလက်ခံထားတာကိုဒီနေရာမှာပြင်းတယ်လို့ပြောတာနော် တကယ်ကတော့သူဟာလောဘနဲ့တွေးတဲ့အတွေးတစ်ခုကိုလက်မခံရဘူးကာမဝိတ္တအဲ့ဒီစိတ်ကူးရင်ပြီးတော့နေရာမျိုးကိုလက်မခံရဘူးဘာလို့လို့ဆိုစိတ်ကူးရင်တကြအကောင့်ထဲဖော်မိတတ်တယ်လေအဲ့ဒါကိုလက်ခံလိုက်ပြီးဆိုလို့ရှိရင်သူ့ရဲ့လွှမ်းမိုးမှုကိုခံရတော့မှာဒါကြောင့်မို့လောဘနဲ့တွေးတဲ့စိတ်ကူးရင်အတွေးဒေါသနဲ့တွေးတဲ့စိတ်ကူးရင်အတွေး ပြင်းထန်တဲ့ဒေါသနဲ့တွေးတဲ့စိတ်ကူးရဲ့အတွေ့ကာမဝိတေပြဘာရဝိတေဝိဟိန်တဝိတေကာမဝိတေဆိုတာလောဘနဲ့တွေးတာကာမကုံအယုန်တွေကိုခံစားလို့တဲ့စိတ်နဲ့တွေးတယ်ပြဘာရဝိတေဆိုတာလူတစ်ဖက်သားအပေါ်မှာဒေါသနဲ့တွေးတယ်ဝိဟိန်တဝိတေဆိုတာတစ်ဖက်သားကိုဒုက္ခပေးခြင်းနဲ့အတွေ့တွေတွေးတာဒေါသနဲ့တွေးတယ်အဲ့တော့လောဘနဲ့တွေးတဲ့အတွေ့နဲ့ဒေါသနှမျိုးနဲ့တွေးတဲ့အတွေ့ အဲ့ဒီအတွေးတွေကိုမိစ္ဆာဝိတက်လို့ခေါ်တယ်။မှားနေတဲ့အတွေးတွေအဲ့ဒီအတွေးတွေနောက်လိုက်ပြီဆိုရင်ကြာဆုံးသွားနိုင်တယ်။အဲ့ဒီအတွေးကိုလက်ခံတွေးနေတဲ့ပုဂ္ဂိုလ်သည်ကုတိတံဟိနဝိရိယကုတိတဆိုတာကုသိတေနအာဃာရေနတိရတိတိကုတိရောဆိုတဲ့အတိုင်းဖယုဖယဲနဲ့ရုပ်ပြက်ဆင်းပြက်မြုပ်သွားတဲ့ပုဂ္ဂိုလ်။လောကမှာထင်ပေါ်ကျော်စားမှု မရှိတော့ဘူးဘယ်တော့မှ သူဟာမြုပ်သွားတဲ့ပုံကိုမြုပ်ဖြစ်ပြင်းတဲ့ပုံကိုဆိုမြုပ်သွားကြိုးစားတဲ့ပုံကိုတွေကထင်ပေါ်လာတန်တရားထဲမှာလည်းပဲမြုပ်သွားမကြိုးစားတဲ့ပုံကိုတွေကမြုပ်သွားဟိနဝိရိယလုံလဝိရိယဆိုတာလုံးဝမရှိဘူးမရှိသည့်အတွက်ကြောင့်ကာမဂုဏ်အာယုံအတွေးတွေဒေါသနဲ့အတွေးတွေကိုလက်ခံပြီးတော့ထိုအတွေးတွေရဲ့လွန်မှုမှုအောက်မှာပျက်စီးဆုံးရှုံးသွားနိုင်တယ် ဒါကကြဆုံးတဲ့ပုဂ္ဂိုလ်ရဲ့အနေထားတစ်ခုအဲ့ဒါကိုမကြဆုံးစေအောင်ဘာလုပ်ရတတ်ထံအာရထဝီရိယယုံကြည်ချက်ရှိရမယ်ကိုကိုကံကံဤကျိုးကောင်းတာလို့ရင်ကောင်းတာဖြစ်တယ်မကောင်းတာလို့ရင် မကောင်းတာဖြစ်တယ်ဆိုယုံကြည်ချက်ရှိရယရဏသုံးဘောကိုယုံကြည်တယ်ဆိုတဲ့လောကုတ္တရယုံကြည်ချက် ကောင်းတဲ့လှုပ်တွေပေါ်မှာစိတ်ဝင်စားတယ်လှုပ်တဲ့နဲ့လို့ဆုံးဖြတ်ချက်ချအဲ့ဒီပုဂ္ဂိုလ်မျိုးကတတ္ထာအဲ့တရားရှိတဲ့ပုဂ္ဂိုလ်ကမှအောင်မြင်ကြည်ပွားနိုင်တယ်ကိုလိုချင်တဲ့ပန်းနိုင်ကိုရောက်နိုင်တယ်အာရထဝီရိယစူးစားအထုတ်တဲ့လုံလဝီရိယရှိတယ်ခဏလိုကာမဂုဏ်အာယုနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေဒေါသနဲ့ပတ်သက်အတွေ့အကြုံတွေပေါ်မှာ မိမောမနေပဲနဲ့ကိုယ့်ရင်ထဲမှာပေါ်လာတာနဲ့တပြိုင်နဲ့အဲ့ဒီအတွေ့တွေတွန်းလှန်ဖယ်ရှားပြစ်အတွေ့တွေကိုလက်မခံဘူးတွန်းလှန်ဖယ်ရှားပြစ်သည့်အတွက်ကြောင့်ရင်ထဲမှာအလုံးအခဲဖြစ်မလာတော့အဆုအခဲကြီးဖြစ်မလာတော့မုံတိုင်းထန်တော့မယ်ဆိုရင်ပင်လယ်ထဲမှာရှာဝန်းကြီးတစ်ခုဖြစ်ပေါ်လာတာမဟုတ်လား အဲ့ဒါဆက်လက်ပြီးဖြစ်ပေါ်နေမယ်ဆိုလို့ရှိရင်မုံတိုင်းတိုက်ဖို့ဖြစ်လာမှာပေါ့အဲ့ဒါလိုပဲယင်တဲ့ကအတွေးတွေကိုမဖယ်ဘူးဆိုရင်အင်အားကောင်းလာပြီးတော့နော်အနီးရောင်အဆင့်တို့လိမ္မော်ရောင်အဆင့်တို့ဖြစ်ကုန်မှာပေါ့နော်အဲ့ဒါတွေမဖြစ်ရအောင်မြန်မြန်ခြေမုံပြရမယ်အဲ့လိုခြေမုံတဲ့ပုဂ္ဂိုလ်အရတဝီရိယကြိုးစားအထောက်တဲ့ဝီရိယရှိတဲ့ပုဂ္ဂိုလ်လို့မြတ်စွာဘုရားပြောတယ် အဲ့ဒီပုဂ္ဂိုလ်မျိုးကဘယ်တော့မှမကြဆုံးဘူးလူကျင်တဲ့လမ်းဆုံးပန်းတိုင်းကိုရောက်ရှိအောင်ချင်တက်နိုင်တယ်လို့တတ်တံအရတဝီရိယအလုံးပေါင်းလိုက်တဲ့အခါကြည့်ကြဆုံးသွားတဲ့ပုဂ္ဂိုလ်ကသူဗန္ဓုပသိံဝိဟရန္တာအလှပကိုသာမမောနေတယ်အများရန်လှပကိုကြည့်ပြီးမမောနေတဲ့ပုဂ္ဂိုလ်ဣန္ဒြိယေသူအတ္တဟုတံ အိန္ဒြေ6ပါးစောင့်စည်းထိမ့်သိမ်းဆောက်ရှောက်မှုကင်းတဲ့ပုဂ္ဂိုလ်ဘောဇနာမိစ္ဆာမတ္တညုံအစာအာဟာရနဲ့ပတ်သက်ပြီးတော့အတိုင်းအတာတစ်ခုမသိကြိုက်ရင်စားတဲ့ပုဂ္ဂိုလ်မျိုးအတိုင်းအတာမသိတဲ့ပုဂ္ဂိုလ်မျိုးကုတိတံပြင်းရည်ပြီးဟိနာဝိရိယလုံးဝအာမထုတ်တဲ့ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးဟာလောကမှာ လမ်းဆုံးပန်းတိုင်ကိုကြီးမှန်းချက်တွေကိုရှားဖို့ဆိုတာမဖြစ်နိုင်ဘူးတဲ့မြတ်စွာဘုရားရှီမှန်းချက်ကိုမရောက်နိုင်ဘူးတဲ့အဲ့တော့ရှီမှန်းချက်ရောက်နိုင်တဲ့ပုဂ္ဂိုလ်ကဘာလို့အတုပန္နုပတိဝိရန္တအစစ်အမှန်ဒီဖုံးကွယ်ထားတဲ့အပေါ်ယံအလှပါတွေကိုမမေမောပဲနဲ့အစစ်အမှန်ကိုရှုမြင်သုံးသပ်နိုင်တဲ့ပုဂ္ဂိုလ် ဣန္ဒရိယေတုတုတံဥဒံဣန္ဒရေ6ပါးကိုထိမ့်သိမ်းဆောက်ရှောက်တဲ့ပုဂ္ဂိုလ်ဘောဇနာမိသမတ္တိညုအစာဟာရနဲ့ပတ်သက်ပြီးအတိုင်းအတာသိတဲ့ပုဂ္ဂိုလ်တတ်ထံယုံကြည်ချက်ရှိတဲ့ပုဂ္ဂိုလ်နဲ့အာရဒဝိရိယအာထောတော်ဝိရိယရှိတဲ့ဝိရိယအထောက်တဲ့ပုဂ္ဂိုလ်လို့ပြောတယ်။အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတံဝေနပတ္တိမာရောအဲ့ဒီပုဂ္ဂိုလ်မျိုးကိုကိလေသာဆိုတဲ့ မာရလူကိုဖျက်ဆီးတတ်တဲ့ကိလေသာတရားကရှင်ထဲမှာဖြစ်လာတဲ့လောဘတွေရှင်ထဲမှာဖြစ်လာတဲ့ဒေါသတွေကသူ့ကိုဖျက်ဆီးချိန်မုံပြစ်ခြင်းကမစွမ်းနိုင်ဘူးတဲ့မဖျက်ဆီးနိုင်ဘူးလို့ဆိုလိုတယ်ပေါ့ဝါတောသေလံဝပပတံကြောက်အတိပြည့်တဲ့တောင်ကြီးကိုဘလောက်ကြီးမားတဲ့မုန်တိုင်းကြီးပဲဖြစ်ဖြစ်ရှင်ရင်လှုပ်ရှားတော့မလုံနိုင်ဘူး ိုက်ခတ်ဖြိုဖျက်ခြင်းကမစွမ်းနိုင်ဘူးလို့ဓမ္မပဒမှာလက်တွေ့ကြတဲ့ခြင်းစဉ်လေးအဲ့ဒါကိုဓမ္မရတပေါ်အောင်စဉ်းစားပြီးကိုယ့်အတွက်ဘဝသင်္ကန်းစာယူချာမှာဖြစ်တယ်ဗျာဒါတွေဟာလက်တွေ့ကြခြင်းသုံးရမှာဖြစ်တယ်ကိုယ်နေစဉ်ဘဝမှာနေရင်ဘယ်လိုနေကြမလဲအလပကိုမမောတဲ့စိတ်တွေနဲ့မနေနဲ့နော် ဣန္ဒြိယသူသူတံဥဒ္ဒံဣန္ဒြိ၆ပါးထိန်းသိမ်းဆောက်ရှောက်လွတ်မထားနဲ့ဘောဇနာမိသမတ္တညုံအစာအာဟာရကိုယ်နဲ့တင့်နာတာစမတင့်နာမစားနဲ့ကျမ်းမရေးဂယုဆိုင်ဒီလိုဆိုလိုတယ်ပေါ့တတ္တံယုံကြည်ချက်ရှိရမယ်အရရဝိရိယကြိုးစားအထုံမှုရှိရမယ်ဆိုပြီးဒီအရေးချင်းတွေရှိမှသာလေကိုယ်ဘွားဟာကိုယ်ဤမှန်ချက်အောင်မြင်နိုင်နေဖြစ်တယ်ပေါ့